အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကားတစီးရဲ့စီပေးစနစ်မှာအရေးကြီးဆုံးဖြစ်တဲ့စီတိုင်ဂီတဲ့ဆီဖီတာလေးကြောင့်ကိုမျှဝေချင်တာဖြစ်ပါတယ်တိုတာကားအများစုမှာတော့ဒီဖြူရဖီတာလေးကကျွန်တော်နောက်ဖင်တိုင်းကိုအောက်ထဲမှာရှိတဲ့ဒီစီတိုင်ဂီထဲမှာတည်ရှိတာဖြစ်ပါတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ဖြူရဖီတာကိုဖြုတ်ပြီးဆစ်ဆေးမယ်ဆိုလို့ရှိရင်နောက်ဖင်တိုင်းကိုအရင်ဆုံးဖယ်ရှားပေးရပါတယ်အခုလိုမျိုးနောက်ဖင်နိုင်ကုန်ဖယ်ရှားပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့စီဖီတာလေးကိုစပြီးတော့ဖြုတ်လို့ရပါပြီ။ဒါကတော့ကျွန်တော်စီဖီတာလေးကိုစပြီးတော့ဖြုတ်နေတဲ့ပုံစံလေးဖြစ်ပါတယ်။ အဲတိုတာကားအများစုမှာတော့ဒီနောက်ဖင်နိုင်ကုန်အောက်မှာဒီစီဖီတာရှိတယ်ဆိုပေမဲ့ကျွန်တော် Honda ကားမျိုးသားမှာဆိုလို့ရှိရင်တော့ဒီ driver ထိုင်ကုန်နဲ့ passenger ထိုင်ကုန်ကြားပေါ့နော်ကျွန်တော်ဂီယာထိုးတဲ့ဂီယာဒံရဲ့ကျွန်တော်တို့အောက်နားလေးမှာအနီးတစ်ဝိုက်မှာတည်ရှိတာဖြစ်ပါတယ်အဲအခုကျွန်တော်ပြပေးတာတော့ဒါကတော့တိုတာကားတွေမှာဒီဖြုတ်တဲ့ပုံစံလေးပေါ့နော် Honda ကားတွေမှာလည်းတချို့ကျွန်တော်တို့ inside တို့ seat တို့ဆိုလို့ရှိရင်ဒီ seat fitter တို့ seat pan တို့ကနောက်ဖင်နိုင်ကုန်အောက်ထဲကတိုင်ကြီးထဲမှာတည်ရှိတာဖြစ်ပါတယ် အဲဒါကြောင့်မို့လို့ဒီစီဖီတာတို့စီပန့်တို့ဟိုတည်ရှိတဲ့နေရာကတော့ကျွန်တော်ကားမျိုးစားနဲ့ကားမော်ဒယ်ပေါ်မူတည်ပြီးတော့ဟိုအနည်းငယ်ခွာခြားမှုရှိပါတယ်။ဒါလေးကတော့ကျွန်တော် fuel pump filter assembly လို့ခေါ်ပါတယ်။အ fuel pump filter အမြုံလို့လည်းခေါ်တယ်ပေါ့နော်။အဒီတန်းမှာကျွန်တော်တို့ကစီပန့်ရှိတယ်။အစီဖီတာရှိတယ်။အဲကျွန်တော်ဒီတွဲရက်ကြီးပေါ့နော်ဒီရာတော့အအဓိကကျွန်တော်ရှင်းပြပေးချင်တာကတော့ဒီထဲမှာရှိတဲ့ fuel filter လေးအကြောင်းဖြစ်ပါတယ်။အ fuel filter လေးကိုကျွန်တော်ဖြုတ်စင်မှာဆိုလို့ရှိရင် အရင်ဆုံးသူ့မှာပါတဲ့ဒီပိုက်တွေကိုအရင်ဆုံးဖြုတ်တယ်ပေါ့နော်ဖြုတ်ပြီးသွားလို့ရှိရင်ဒီထဲမှာကြီးပိတ်လမ်းပိတ်လာဆိုတာကျွန်တော်တို့အသေးသေးထပ်ပြီးတော့ဖြုတ်ပြမှာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့စီဂိတ်လေးဖြစ်ပါတယ်ဒီစီဂိတ်လေးကတော့ဘယ်လိုလုပ်လို့လဲဆိုလို့ရှိရင်ကျွန်တော်စီဖြည့်လိုက်တဲ့အခါမှာဒီစီဒီစီတန်ကြီးရဲ့ဝင်လာတဲ့အမြဒီဖလိုဘောလေးကအပေါ်တက်လာပြီးတော့ဒီစီဂိတ်မှာရှိတဲ့ကွန်တက်ပွိုင်းလေးရာနဲ့တစ်ဆင့်ဒီဒိုင်ကွက်ကိုကျွန်တော်တို့ကဆင်ကနေပို့ပြီးတော့ ဒီစီလက်ကျန်နေနေလားများနေလားဆိုတာလေးကိုသိရတာဖြစ်ပါတယ်။ဒါလေးကတော့ကျွန်တော်စီပန်းနဲ့စီဖီတာကိုဖြုတ်ပြီးတဲ့နောက်ပိုင်းမှာတွေ့ရတဲ့အနေအထားလေးဖြစ်ပါတယ်။ဒါလေးကတော့ကျွန်တော်စီပန်းလေးဖြစ်ပါတယ်။အဒီစီပန်းလေးကဘလို့လှုပ်လို့လဲဆိုလို့ရှိရင်စီတိုင်ကီထဲမှာရှိတဲ့စီတွေကိုကျွန်တော်အင်ဂျင်ကန်ထဲမှာရှိတဲ့ဒီစီဖြန်းပေးတဲ့အင်ဂျင်တာတွေစီကိုရောက်ဖို့အတွက်ကိုသူကဒီစီတိုင်ကီထဲကနေပြီးတော့စီတွေကိုတွန်းပို့ပေးတဲ့ပုံစံမျိုးလေးသူကအလုပ်လုပ်တာဖြစ်ပါတယ်။အဲဒီကောင်ကလည်းကျွန်တော်တို့ကအီလက်ထရစ်ဘန်အမျိုးသားလေးဖြစ်တဲ့အတွက်အဲတခါတလေမှကျွန်တော်တို့က ဒီ pressure ကြတာတို့ဒီ twin line နဲ့စီပန်းပြတ်သွားတာတို့ဒါမျိုးလေးတွေလည်းကြုံရတတ်တယ်ပေါ့နော်အထူးသဖြင့်တော့အခုကျွန်တော်ပြပေးတဲ့ဒီ sifter လေးကြီးပိတ်နေတယ်ဆိုလို့ရှိရင်ဒီစီပန်းကဒီလိုရာထက်ပိုပြီးတော့ယုံရတဲ့အခါမှာဒီအချိန်မတိုင်ခင်မှာဒီစီပန်းကလည်းပျက်စီးသွားတတ်ပါတယ်အဲဒါကြောင့်မလို့ဒီ sifter လေးကိုကျွန်တော်တို့ကအပုံမှန် maintain တဲ့အနေနဲ့ဖြုတ်ပြီးတော့စစ်စစ်ပြစ်တင်ပါတယ်။အဲနောက်ပြီးတော့ကျွန်တော်တို့ကဒီစီတိုင်ကြီးထဲမှာအကြီးတွေများလာတာအမုံမွားတွေများလာတာ ။နောက်ပြီးတော့ကျွန်တော်တို့ဒီစီတန်းမှာကျွန်တော်အနယ်နှစ်တွေပါလာတာအမုံမားတွေပါလာတာအဓာရီများလာပြီးကြာလာတယ်ဆိုလို့ရှိရင်ဒီစီဖီဒါလေးရဲ့အနည်းနဲ့မြန်ပိတ်လာတယ်ပေါ့နော်။ဒီစီဖီဒါပိတ်လာတာနဲ့အမျှဒီအင်ဂျင်နာတွေစီမှာလည်းကျွန်တော်တို့ကကြီးတွေတော့ပိတ်မယ်။အင်ဂျင်နာတွေစီမှာကြီးတွေတော့ပိတ်တယ်ဆိုလို့ရှိရင်ဒီအင်ဂျင်ရဲ့ပေါ်ဖော်မန့်လည်းကျတော့မယ်ပေါ့နော်။နောက်တစ်ချက်ကဒီစီဖီဒါကြီးပိတ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်ခုနပြောသလိုပေါ့နော်ဒီစီပန်ကလိုအပ်တဲ့ပို့ပြီးတော့ရုံးကန်ရတာဖြစ်တဲ့အတွက်ဒီစီပန်လည်းအချိန်မတန်ခင်ပျက်စီးတတ်တယ် နောက်ဆက်တဲ့စိုးကြိုးတွေကတော့အများကြီးပဲရှိတယ်ပေါ့နော်ဒီဖီတာလေးကတော့အခုမြင်တွေ့ရတယ်လို့ပေါ့နော်အထက်ထဲမှာကြီးတွေပိတ်ဆို့ပြီးတော့မဲနေတာကိုတွေ့ရပါတယ်အခုလိုမျိုးကြုံရပြီဆိုလို့ရှိရင်ဒီဖီတာလေးကိုကျွန်တော်တို့ကဆေးကြောပြီးပြန်သုံးတာနဲ့ဆာလို့ရှိရင်အစ်စ်လဲလဲပေးတင်ပါတယ်ဒီဆေးဖီတာတွေကိုကျွန်တော်တို့ကကီလို3000တစ်ချိန်လောက်အနည်းဆုံးဖြုတ်ပြီးတော့ဆေးဆေးပေးတင်ပါတယ်ကျွန်တော်စီမတန်းတဲ့အနေထားမျိုးတွေကျွန်တော်တို့ကအော်ဒီစီတိုင်းနေမှာအမျိုးမျိုးသောစီတိုင်းနေမှာကျွန်တော်တို့ကစီတွေအများအားကျုံတလို့ဖြစ်နေရတဲ့အနေအထားမျိုးတွေဆိုလို့ရှိရင်ပို့ပြီးတော့ကျွန်တော်တို့က ဒီဖြုတ်ပြီးတော့ဆေးဆေးပေးတင်ပါတယ်နောက်တစ်ခုကဒီအင်ဂျင်နဲ့ပတ်သက်တဲ့ဒီမောင်းရတာလေးနေတာတို့ဝက်နေတာတို့အယုံဆွဲကြတာတို့နောက်ပြီးအင်ဂျင်ပေါ်ဖော်မန့်ကြတာတို့ဒါမျိုးတွေကြုံလို့ရှိရင်လည်းကျွန်တော်တို့ကလိုအပ်မှာဆိုလို့ရှိရင်ဒီဆေးဖီတာလေးကိုဖြုတ်ပြီးတော့ဆေးဆေးပေးတင်ပါတယ်အဲကျွန်တော်တို့အကယ်၍ဂျီပိတ်နေတယ်ဆိုလို့ရှိရင်လည်းတခါလေအစ်စ်လေးပေးတင်ပါတယ်အဲဒါလေးကိုကျွန်တော်တို့ကဒီနေ့ဘုဒ္ဓရပြင်မျှဝေခြင်းဖြစ်ပါတယ်အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ